ော်လိုက်တာကွဲတော်လိုက်တာတော်လိုက်တာကွဲညာခိုင်းတာတော့ကျွန်တော်ကမမတို့စားကြတော့ကိုချက်ကြည့်ရဘူးစားလွယ်ပေါ့အချက်အကျန်းဆုံးတော့ငါပြီးရင်လည်းတိုးစရာပါပဲဒါကတော့ကျွန်တော်အကျန်းဆုံးပဲအိမ်မှာလည်းအဲ့ဒါ special ရှိတယ်ဒီလိုရှိတယ်အဲဒီအောက်ကလည်း ်။အာ။အောက်ကပုံနဲ့ပြီးတော့ပုံကောင်းလို့ဒါကအဓိကတက်မပြီးချက်လို့ရှင်ဘောမှဆန်းနေမှာမဟုတ်ဘူး။ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးပဲဘလောက်ပဲဒါရက်လုတ်တယ်ပဲပြောပြောဘလောက်ပဲအဝေးလျှော့တယ်ပဲပြောအဲ့ဒါတွေးလို့ရှင်စားဖို့စားခြင်းနဲ့ဒါကျဈေးသွားလို့ရှင်တော့အဲ့တလန်းလုံးရှိသမျှဟင်းသီးရွက်တယ်အကုန်လုံးကောက်လာတယ်အဲ့လိုမျိုး။ကိုယ်ရေးသွားတာဟုတ်တယ်ကျွန်တော် mass လေးတက်ပြီး mass လေးတက်ပြီးတော့ခါရီကြလို့ရှိရင်တော့ mass ဆက်စားလဲမှတ်မိရတဲ့အတွက်ကြောင့်လဲပျော်တယ်ပေါ့နော်အဲဆိုတော့ mass လေးချုပ်ပြပါဦးဆိုရင်လည်းချုပ်ပြရတာပေါ့ရှိရဲ့ လက်ဆောင်ပေးရခါကျရင်အားနာရယ်နော်ကျွန်တော်ကကျတော့ကျွန်တော်အားပေးရတဲ့ကြောင့်မလို့ကျွန်တော်ကဒီဈေးကိုအားပေးချင်တယ်အဲ့လိုမျိုးပေါ့အဲကြလည်းအဲ့လိုမျိုးအမြဲတမ်းလဲအလုံးနဲ့ပဲအချင်းပြည့်မနေခြင်းဝင်နေတာကိုယ့်ရဲ့တာမန်ပုံစံဒီလိုက်စတိုင်နဲ့လည်းကိုယ့်ဘဝကိုပါလေးနေခြင်းအခါကျတော့အဲ့ဒါကိုပြောဖို့ကောင်းတယ်စိတ်ရှိရတနာဝယ်ယူမယ်ဆိုရင်မြမစိတ်ရှိရတနာလောကမှာ ီရီသွေးကောင်းဆုံးနဲ့အာမခံချက်ရှိဆုံး brand စိတ်ဆိုင်ကြီးစိတ်ဆိုရင်စိတ်နှမ်းတော့ အာဒီထဲမှာကျွန်တော်တို့ဒီဆိုင်ကြီးထဲမှာပေါ့နော်မိသားစုလေးချစ်ချင်းမိမိတွေနဲ့ကျွန်တော်ကတားလက်ပေါ့ကိုကိုလက်ဆိုတဲ့နေရာနဲ့ပါဝင်ထားပါတယ်။အားကြောင့်ပါအာမျက်နဲ့မျက်ရည်နာကြောင်နဲ့ကျွန်တော်လည်းကကျွန်တော်ဒါအိမ်အောင်တယ်ပေါ့မြန်မြားတယ်။အာပြီးတော့ဒီညီကို၃ယောက်ညီကို၃ယောက်ရှိရဲကျွန်တော်ကအလက်ပေါ့အာဒီမိသားစုလေးထဲမှာဒီ ဒီဝတ္ထုအားကြောင့်ဒါနာမည်ကြီးဝတ္ထုဖြစ်တဲ့အတွက်ကြောင့်မလို့ပရိသတ်တွေဖတ်ပူတဲ့ပရိသတ်တွေလည်းရှိမယ်ရှိမိတာဖြစ်မယ်ထင်တယ်။အဲဆိုတော့ဒီဇလန်လေးအကြောင်းကိုကျွန်တော်တို့ဒီဇလန်တွဲအဖြစ်နဲ့ကျွန်တော်တို့ဘယ်လိုထပ်ပြီးတော့ပရိသတ်တွေကိုအမှုပညာအကောင်းဆုံးအမှုပညာတွေဘယ်လိုပေးမလဲဆိုတာတော့အဲကျွန်တော်တို့အဲဒီဆက်ကားလေးထွက်လာတဲ့ခါကြလို့ရှိရင်ပြိတ္တတွေအဲဆက်လက်စောင့်မျှော်ကြည့်ရှုပေးပါအောင်ပေါ့ကျွန်တော်တို့အဲဒါဘယ်လိုဖန်တီးမလဲပေါ့နော်အဲကျွန်တော်ဖတ် ဇလံဖတ်တာတော့အရင်ကြိုက်တယ်ဒီစက်ကဘလို့ဖြစ်တာဟိုဒီကားလေးကနည်းနည်းဟိုပြောမယ်ဆိုစစပိုင်းမှာအရင်ထူးဆန်းတယ်နော်ဘာလို့လဲဆိုတော့အဲအဲကာဂျိုရှင်ရယ်ရှင်မရယ်ဂျီဘူရှင်ရယ်ရှင်သုံးရှင်ဆိုတော့ဒါစုံဖို့တက်ရှားရယ်နော်ဆိုတော့စုံဖို့တက်ရှားရယ်ဆိုတော့ဒီစကားလေးထဲမှာပါဝင်ပြရတာစစချင်းမှာပဲအဲ့လိုမျိုးလေးစိတ်တပြူဖြစ်တယ်အားဒါထူးဆန်းတယ်ပေါ့နော်ဒီလိုမျိုးစုံဖို့အတွက်ပေါ့ဆိုတော့အဲပြောရည်ကအဲ့ကြောင့်မလို့ ပရိသတ်တွေအတွက်ဒီဇက်လန်းကိုတိပိတာပရိသတ်တွေအတွက်ကျွန်တော်တို့ပရိသတ်တွေရဲ့ဒီညှော်လင့်ချက်တွေကဘယ်လိုပြောမလဲကျန်စီအောင်ကျွန်တော်တို့အမှုပညာတွေမှာဒီမဟာနေပြီးတော့ကျွန်တော်တို့အတွက်ဒါအတားတွေပိုင်ဖို့အတွက်ဉာဏ်ဉာဏ်စင်ဆိုင်လေးနဲ့ပြောရလို့ရှင်တော့ဒီ production design အစားကျွန်တော်တို့တည်ချာလေး script reading ဆိုတော့ကျွန်တော်၃ရက်လောက်ကျွန်တော်တို့တည်ချာလေးပြင်ဆင်ပြီးတော့ဒါပရိသတ်တွေညှော်လင့်နေတဲ့ပရိသတ်တွေအတွက်ကျွန်တော်တို့ဒီအမှုပညာအကောင်းဆုံးစူးစမ်းပြီးဖို့အတွက်ကိုကျွန်တော်ပြင်ဆင်ထားပါတယ် အဓိကကျွန်တော်ကအာဒီမျက်နဲ့ဒီလေမြားကန်းဆိုတော့ချစ်ကန်းချက်ကန်းလေးရိုက်ရတာအာညားတဲ့ခါကျတော့ကျွန်တော်တို့ဒီချစ်ကန်းချက်ကန်းမှာမှာကျွန်တော်တို့ပြည်သက်တွေအမြင်မရအောင်ပြောလို့ရှိရင်တော့အာဒီအာ romance ဖြစ်တဲ့ခါကျလို့ရှိရင်လည်းကျွန်တော်တို့ပိုပြီးချစ်ဖို့ကောင်းအောင်ဆိုတော့ကျွန်တော်တို့အတန်တိုင်းမြင်မြင်လေးပေါ့နော်ဒါလေကြားလို့ရှိရင်တော့ ဟိုကျွန်တော်တို့ဖန်တီးတဲ့နေရာမှာဝဲချော်ပါလို့ရှိရင်ပြိတဲ့အမြင်မှာတမျိုးဖြစ်သွားမှာဆိုတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အဲလာအောင်ပြောရချင်တော့အဲပြိတဲ့အမြင်မှာကြည်လို့ကောင်းအောင်ကျွန်တော်တို့အဲအဲ့လိုမျိုးတိုင်ပင်ဖြစ်တာပေါ့ဒီအဝတ်စားအစအဲဒီအရင်ကနဲ့မတူအောင်ကျွန်တော်တို့အသေးချာလေးတိုင်ပင်တော့အဲဒီဒရိုက်တာလုံချင်တဲ့အကြောင်းအရာစံညောအဲစံညောအမားတွေအစအကုန်လုံးကျွန်တော်တို့အသေးချာလေးတိုင်ပင်ဖြစ်ပါတယ်ဟုတ်ပါဘူးမြန်နေရလေဟိုဒီဆက်ကဟို စပြီးတော့ confirm ဖြစ်ကြတဲ့ကသူနဲ့ friend ဖြစ်ပြီးတော့တိုင်နေတယ်အခုချိန်ကြီးပဲဒီကကျတော့ကျွန်တော်တို့ကောင်းစေချင်တာပေါ့နော်ဒီကဘလို့ဖြစ်ကိုဟိုရလာတဲ့တာဝန်တစ်ခုပေါ်မှာကျွန်တော်တို့တာဝန်ချေချင်တယ်ပြောလို့ရှိရင်တော့အရင်ကနဲ့မတူအောင်ကျွန်တော်တို့အခုဆိုရင်ဘလို့ဖြစ်ကျွန်တော်အများနဲ့ပြောပါတယ်ပရိသတ်တွေကကျွန်တော်တို့စက်ကောက်ကိုကြီးလို့ရှိရင် episode တစ်ခုမှာအဲမိနစ် 55မိနစ်ပဲဒါဒီ55မိနစ်ကိုအချိန်ပေးပြီးတော့ကြီးရတဲ့အခါမှာပိတ်သက်အချိန်ပေးရခြင်းနဲ့အောင်ကျွန်တော်တို့စူးစမ်းခြင်းနဲ့ပေါ့နော်အဲ့ဒီကျွန်တော်ပေးတဲ့အမှုပညာမှာအဲပရိသတ်ပေးရတဲ့အချိန်နဲ့တန်အောင်ကျွန်တော်တို့ဒီပြင်ဆင်မှုအပိုင်းမှာလည်းပြေချာလေးပြင်ဆင်ရပါမယ်ဒါတားပြောပါရယ်တွဲတာကတော့ကောင်းတယ်နော်ညောက်လို့တိုင်းရင်းသားဖြစ်နေတဲ့ခါကျတော့လေ ကျွန်တော်တို့ညောင်ထွက်လာလို့ရှိရင်တော့ညောင်လုံးကဝဲသေးသေးလေးဖြစ်နေတဲ့အခါကျတော့ပြည်သက်တစ်မျိုးလေးအမြင်ဆန်းမယ်လို့ထင်တယ်။ဒီကမြစ်ကလည်းဒါတောင်ကြီးတူကျွန်တော်ကျွန်တော်ကလည်းမွန်လင်းရင်ဒါပြည့်တဲ့ကြောင့်မလို့ကျွန်တော်စကားပြောလို့ရှိရင်တော့အဲနည်းလေးစကားဝဲတဲ့ပုံစံမျိုးလေးဖြစ်မယ်ထင်တယ်ပေါ့နော်။အဲဆိုကျွန်တော်ညောင်တော့နည်းလေးပုံစံတစ်မျိုးလေးတော့ဖြစ်မယ်တော့ထင်တယ်။အဲအဲ့အတွက်လည်းရမ်းရင်ခုမှာလည်းမျက်နဲ့လည်းဒါပထမအောင်ဆုံးဆုံးရတဲ့အခါကျတော့လေ ကျွန်တော်ဟာအမတို့စားကြတာကိုချက်ကြည့်ရဘူးစားလည်းပေါ့ဘူးစားလည်းဘူးစားမော်စပါဂက်တီတို့ဘာတို့ညာတို့အဲ့ဒါကျွန်တော်ကိုယ်တိုင်လည်းမကြိုက်တဲ့အတွက်ကြောင့်ကျွန်တော်လည်းမချက်တဲ့ကျွန်တော်ချက်တဲ့အရာကျကျွန်တော်ကျွန်တော်ကြိုက်တဲ့ဟာပေါ့နော်ကျွန်တော်တိုင်းသားစားစာတွေပြောလို့ရှိရင်တော့မြန်မာသမင်းဟင်းတွေဆိုရင်တော့ကျွန်တော်ကိုယ်တိုင်ကြိုက်တဲ့အတွက်ဒါတော့အဲကျွန်တော် ကောင်းကောင်းချက်တဲ့တယ်အချက်အကျန်းဆုံးတော့ငါပြီးရင်လည်းတိုးစရာပါပဲ။ဒါကတော့ကျွန်တော်အကျန်းဆုံးပဲ။အိမ်မှာလည်းအဲ့ဒါ special ရှိရဲ။အမြင်နဲ့ရှိရဲဆိုတော့အဲ့ဒါကတော့အမြင်နဲ့ အာကျွန်တော်အကောင်းဆုံးချက်နိုင်တဲ့ဟာပါအဲ့မို့ကျွန်တော်တို့မြန်မာဆိုရင်လည်းเนาะအဲ့ဒါမြင်လို့ရှိရင်ဘယ်သူမှမစားခြင်းဘူးမနေနိုင်ကြအောင်လေเนาะကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးပဲဘလောက်ပဲ diet လုပ်တယ်ပဲပြောပြောဘလောက်ပဲ weight short တယ်ပဲပြောအဲ့ဒါတွေးလို့ရှိရင်စားဖို့စားခြင်းတယ်ပြီးွားလို့ရှိရင်အဲ့ဒါလေးခါလေကြားလို့ရှိရင်အမြင်ပေါ့เนาะကျွန်တော်တို့မြန်မာတွေကြတော့ခမင်းကြိုက်တဲ့လူတွေခါကြတော့ဒီအမြင်လေးလှနေလို့ရှိရင်ခမင်းပုံမင်းနဲ့ပူစားခြင်းတဲ့ခါကြတော့ကျွန်တော်အမြဲတမ်းကျွန်တော်အဲ အဲကျွေးတဲ့လူတွေကိုဆိုရင်ကျွန်တော်ထမင်းမိန်စေခြင်းလို့ကျွန်တော်ကျွန်တော်အများကြီးဘဝရာလေးအဲ့လိုမျိုးအစားစေခြင်းပဲပေါ့နော်အဲ့ဒါကြောင့်မလို့ခါကျဈေးသွားလို့ရှိရင်တော့အဲတလန်းလုံးရှိသမျှဟင်းသီးရွက်တွေအကုန်လုံးကောက်လာတယ်အဲ့လိုမျိုးကိုယ်ရဈေးသွားလားဟုတ်တယ်ကျွန်တော် mass လေးတက်ပြီးတော့ကျွန်တော်အဲ့ဘယ်ရမလို့ကျွန်တော်ကလေကိုကိုတိုင်းလောက်ရတာပဲကြိုက်တဲ့လူမျိုးဆိုတော့လေအဲ့လိုမျိုးဥမာအဲကျွန်တော်ဟင်းချက်တာလေကျွန်တော်ကိုယ်တိုင်းလောက်ရတာပို့ပြီးတော့သဘောကျတယ်ဟိုကို ိုတိုင်းပဲလှုပ်ချင်တယ်ပေါ့နော်။ဥပမာဝိုင်းကူပေးရမလား။အေးဝိုင်းကူတာကျွန်တော်ဆက်ပို့လို့အချိန်ကြာတယ်။ကျွန်တော်တယောက်တည်းလောလိုက်လို့ရှိရင်ပို့လို့တော့မြန်တယ်ပေါ့နော်။ကျွန်တော်ကျွန်တော်အများတည်းဘယ်လောက်ပဲပြကျွန်တော်ရဲ့အာဒီဝေယဝစ္စတွေပဲပြပေးရပြကျွန်တော်ကိုယ်တိုင်လောက်ရတာပို့ရတော့ကြာအားပေးတယ်ဆိုတဲ့အကြောင်းနဲ့ပြောတယ်ပေါ့အခါလေးကြားလို့ရှိရင်တော့ message သာလဲမှတ်မိရတဲ့အတွက်ကြောင့်လဲပြောတယ်ပေါ့နော်အဲဆိုတော့ message ချုပ်ပြပါဦးဆိုရင်လည်းချုပ်ပြရတာပေါ့ဒါပေမဲ့အပိုးတော့မတောင်းပါဘူးဘာလို့လဲဆိုတော့အဲ့လိုကိုအပိုးပေးလိုက်တာဖြစ်တာအဲ ရှိရယ်လက်ဆောင်ပေးရခါကြရအားနာရယ်နော်ကျွန်တော်ကကျတော့ကျွန်တော်အားပေးရအတွက်ကြောင့်မလို့ကျွန်တော်ကဒီဈေးကိုအားပေးချင်တာအဲ့လိုမျိုးပေါ့အားပေးချင်တာခါကြလို့ရှိရင်တော့အဲမယူချင်အောင်အဲတို့ကိုအားပေးတာနဲ့ကိုကတို့ဒါဈေးကိုပရိသတ်ဈေးရောင်းတဲ့ကိုပြန်အားပေးချင်တာပူပူအောင်အားပေးချင်ပါတော့ပေါ့နော်အိမ်နဲ့နေရပေါ့အိမ်နဲ့နေရဆိုတာလမ်းလျှောက်သွားတာအဲ့လိုမျိုးအဲကြတယ်လေအဲ့လိုမျိုးအများတန်းလဲဟိုဒီအလုံး နဲ့ပဲအချိန်ပြည့်မနေခြင်းဦးနေတာကိုယ့်ရဲ့တာမန်ပုံစံဒီ lifestyle နဲ့လည်းကိုယ့်ဘဝကိုပါလေးနေခြင်းအခါကျတော့အဲ့ဒါကိုပြောဖို့ကောင်းတယ်โอเคပြည်သက်တွေကျွန်တော်တို့မကြခင်ကျွန်တော်တို့ဖန်တီးမဲ့ဒီချမ်းမြေစီတောင်းဇလန်တွေလေးကိုအာအားပေးကြပါအောင်လို့ပြောချင်ပါတယ်ဒီစကားနဲ့ပတ်သက်တဲ့အမှတ်တရတွေတိတ်ကြုံတွေကိုလည်းနောက်မှကျွန်တော်ထပ်ပြီးတော့ပြည်သက်တွေကိုပြပြပါအောင်မယ်ခင်ဗျာကျေးဇူးများကြပါ